ကဲမျောလင်းဆောင်စားနေကြတဲ့အနေနဲ့ကရွှေစကားငွေစကားမိတ်ဆွေမိသားစုများအားလုံးကိုစိတ်နှပြကျမ်းမာသည်တဲ့ကျမ်းမာအောင်ချမ်းသာသည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်နိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအာကောင်အောင်လင်းဂျိုပန်အောင်နိုင်ကြပါစေလို့လိုက်လိုက်လေးလေးမေတ္တာပို့တာနှုတ်ဆက်တာလိုက်ပါရခင်ဗျာ။ စက်တင်ဘာလ26ရက်နေ့အတွက်ရွှေစကားကြီးတာအကြီးတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကကန်ထူးတတ်ပါတယ်သူများတကာတွေအတွက်ခက်ခဲထင်းတော့ပိတ်ဆို့ကြံ့ကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်ကို့အတွက်လွယ်ကူချောမှုအဆင်ပြေနေတတ်တယ်ကဲကန်ကြမ္မာရွှေမုံငွေမိုးရွာတို့မှာကို့ဘက်ကလည်းအယမိစူးစမ်းကြပြီတော့ထူးထူးခြားခြားအောင်မြင်မှုကြီးကြီးမားမားတွေကြုံတတ်တယ်နော်တနင်္ဂနွေသားသမီးမိတ်ဆွေများကန်ရဲ့အပံမိုးရဖို့ဆိုရင်တော့အဝါရောင်းတို့ရွှေရောင်းတို့လိမ္မော်ရောင်းတို့မြန်းများပါတော့အဝတ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ ရန်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြကလေးတကယ်တင်တော်တဲ့ဆက်ပြကလေးတကယ်နဲ့တို့ခောက်ပြီးဆိုတောင်းကန်ကောင်းလက်ရှင်စီမင်းနံပါတ်တွေကနန်းတွေက9ကနန်း6ကနန်းဒီနေ့လေသားမိတ်မိတ်ဆွေတွေကစေဝါလှူဒါန်းခြင်းသို့မဟုတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့လှူဒါန်းကုသိုလ်ပြုလုပ်ပြီးတော့ဂိုင်းရင်အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တရင်မဟာတာအကြီးတဲ့တင်းလာသားသမီးမိတ်ဆွေများ ဒီလိုနေ့ဒီမှာကလေခကြီးသွားလာကြီးတည်ယူဖို့ဆောင်ရေးအဝေးပြပါနဲ့ဆက်နွယ်ချိန်စစ်တဲ့ကိစ္စလေးခကြီးသွားပြီးလိုရတဲ့အလုပ်တွေကောင်းလဲကိုစီကိုလည်းတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်။လက်ရှိလုပ်ငန်းတွေကိုတိုးမှချက်မှအချိန်မြင့်မှတို့လုပ်ငန်းအသစ်စမှတို့အလွန်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။နည်းနည်းလေးတော့တွန်းတွန်းတိုက်တိုက်ပြိုင်ပြိုင်ဆိုင်ဆိုင်ကြိတ်ကြိတ်နည်းနည်းလေးတွေစူးစမ်းတတ်ပေမဲ့ပင်မကျိုးနဲ့မကိလေးဖြစ်ပါတယ်လို့ဒေကသာသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်တော့အပြာရောင်တို့ပန်းရောင်တို့များများပါတော့အဝတ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။ ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရှောက်သီးလေးတလုံးတို့မှရှောက်ရုံအထုပ်လေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းကန်ကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနေက6ကနန်းခုံနဲ့လင်းလာသားသမီးမိတ်ဆွေတွေကတန်ပရာကြီးကဲမြတ်စွာဘုရားမှာပဲလှူလို့အပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူကန်ရဲ့အပပူရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစင်လာတာအကြီးတဲ့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုနေ့တွေကိုဟောပါတာတော်တော်ဝမ်းသာစိတ်ချမ်းသာကြပါပဲလူတယောက်ရဲ့ဘဝမှာရာထူးတိုးတယ်ဝင်ငွေလာစားတိုးတယ်ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတယ် တံမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်မိတယ်ဆိုတာဒီလိုအခြေအနေမျိုးမှာလာပြီးကြုံရတတ်တယ်ဘဝအခြေအနေအဆင့်တန်းမြင့်တက်ဖို့လုပ်ငန်းဆောင်ရာတွေတိုးဖို့ချဲ့ဖို့အလုံကောင်းတဲ့အချိန်ရောက်လာတာအလုံနာမည်ကောင်းရတတ်တယ်ဟဲ့ပစ္စည်းဝယ်သူစီယာဝယ်ဟဲ့အလုံအဲ့သူစီယိုအဲ့ဟဲ့စသဖြင့်ပေါ့ကဲအလုံတွေထူးထူးခြားခြားတိုးတက်မဲ့အချိန်ရောက်ပါပြီဘေးရင်စရာပြောတဲ့ဟာစလောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့ဗျာကိုယ့်ဘက်ကလုပ်ရင်ဖြစ်မယ်ပေါ့နော် ကဲအဲ့တော့ရင်္ဂါသားသမီးတွေကံရဲ့ပံမိုးရဖို့ဆိုရင်တော့အဖြူရောင်းတို့ငွေရောင်းတို့မိခိုးရောင်းတို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်လုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုပ်ပစ္စည်းတွေကိုဒက်ခဲလေးတလုံးအစင်မြင့်တဲ့တော့တက်ခဲလေးနဲ့တူခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရှင်စီမင်းနံပါတ်တွေကနန်းတွေက2ကနန်း6ကနန်းရင်္ဂါသားသမီးတွေကကျက်သွန်ကျော်ဒီခေတ်မှာပေါ်တဲ့ကျက်သွန်ပေါင်းစွာလေးရှိတယ်ကျက်သွန်နဲ့ပတ်သက်တာတခုခုမြတ်စွာဘုရားမှာပဲလူလူအပေါင်းအမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲဒါလေးနဲ့တူကံရဲ့ပါဖို့ရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာအထုပ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့လည်း ဒီလိုကိမျိုးမှာကနိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကိုယ်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေတဲ့အတွက်ပဲဖြစ်ဖြစ်နိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အဝဝဟာလာဗီဇာပါစုဆိုင်ရာကိစ္စတွေဟာနေထိုင်ခွင့်ကြောင်းတက်ခွင့်အလုပ်လုပ်ခွင့်ဆိုတာမျိုးတွေနောက်အင်တာဗျူးကိစ္စတွေနောက်လေလံကန်ထွက်ဆန်တဲ့လုပ်ငန်းမျိုးတွေပွဲစားကြိုးဆောင်ဆန်တဲ့လုပ်ငန်းမျိုးတွေအထည်အလိတ်တို့ထိဖနတ်တို့လျှက်စီပစ္စည်းတက်စီဒီဇယ်တက်တက်ထုနှံ့နွားအဲ့ဒီလိုကိစ္စတွေဦးစားပေးစူးစမ်းစိတ်နှခွာဖြစ်စရာလေးတွေစိတ်တိုင်းမကြစရာလေးတွေကိုယ်ကလည်းသူများတွေကိုအမြင်မကြည့်သူများတွေလည်းကိုယ်ကိုမကောင်းမြင်အိမ်မှာ မနေခြင်းတို့လို့အလောက်ကတွေထွက်ခြင်းတို့လို့ဖုန်ကြီးသွားဝှက်ခြင်းတို့လို့ဒီလာခြင်းသွားဝှက်ခြင်းတို့လို့ဆိုတာမျိုးတွေတော့ဖြစ်တတ်တယ်စိတ်နဲ့ကိုယ်နဲ့မကတည်းဖြစ်ပြီးငွေမှပစ္စည်းမှအဝယ်မှရောက်မှဂရီပေးမှစကားမှအဆုံးဖြတ်မှလေးတော့တတိယဘုရုသားသမီးတွေကံရဲ့ဘာမှုရဖို့ဆိုရင်တော့အနဲ့ရအယောင်ရင့်ရင့်များများပါတော့အဝယ်စားသုံးဆောင်လေးကိုအားပြုပြီးလို့ဝယ်စင်လုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဗတောက်ကိုင်းလေးတစ်ကိုင်းနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းကံကောင်းလှွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက၃ကဏ္ဍ၇ကဏ္ဍ ဘုရူသားသမီးတွေကမုံအထုတ်လိုက်ဘာမုံမဖြစ်ဖြစ်မုံအထုတ်လိုက်မြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူဂါရဲ့အပံပူရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ရတနာထေးမဲ့ကြာတာပရိသတ်သမီးများဒီလိုနေ့ဒီမှာကပညာရေးဆိုင်ရာကိစ္စတွေသင်တန်းစုဘွဲ့တို့ယာရုကုံတို့ကိစ္စတွေအင်တာဗျူးကိစ္စဝင်ဝင်လျှောက်လာကိစ္စနောက်မြေကိစ္စဖုန်းကိစ္စအမွေကိစ္စအေးဒါမျိုးတွေဦးစားပေးစူးစမ်းနေတယ် ငွေနဲ့ပတ်သက်လို့အလေအလံအကြပောက်အဆုံးရှုံးများတတ်တယ်။ရွှေတို့ရေနာပစ္စည်းလက်ဝဲလက်စားအစီအစဉ်တွေတော့အလုံးကောင်းနေတယ်။ကို့အလုတ်ကိစ္စတွေအပြင်ရွှေမျိုးကိစ္စအပေါင်းသင်းကိစ္စရရွာကိစ္စတာရင်းနာရေးကဲမနိုင်ဝင်နေတော့ထားရတာပါလေ။အဲတော့စိတ်မောလူမောလေးတွေများတတ်တာတတိပြု။ဂျာရဝိသားသမီးတွေကံရဲ့ပါမိုးရဖို့ဆိုရင်တော့ အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံလုံးတွေပါရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းသုံးဖို့ဖုံးမီနဲ့ထိုးပြီးတော့ဆူတောင်းကန်ကောင်းလှရွှင်စီမဲ့နံပါတ်တွေကနန်းတွေက၃ကနန်း၅ကနန်းကြာပြီသားသမီးတွေကမုံဟင်းကမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းနဲ့မိတ်ဆွေတွေကိုပဲဒါနာပြုပြုအေးတာလေးနဲ့အတူကံရဲ့အပါဖို့ရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ရတနာတွေကိုဇေတောက်ခါကလာမယ်တောက်ကြသားသမီးများဒီလိုနေ့ဒီမှာကအပြောင်းအလဲအသည့်အစမ်းနေကောင်းတယ် အဲ့ဟောင်းနဲ့အစ်လုံငန်းဟောင်းနဲ့အစ်တာဝန်ဟောင်းနဲ့အစ်နေရာဟောင်းနဲ့အစ်နှစ်မျိုးနှစ်ခွားရှင်လာခဲ့ရင်အပြောင်းလဲအစ်ဆန်းကိုဦးစားပေးလက်ရှိအလုပ်လက်ရှိနေရာမှာနည်းနည်းရမ်းအန်ဒရယ်တို့ကြားမာကြီးနောက်ချက်တို့ဒါလေးတွေများတတ်လို့နော်အပြောင်းလဲကိစ္စလေးတွေကောင်းတယ်ဒီနားလေးမှာထိုင်နေကြတယ်ဟိုနားလေးကိုရွှေ့ထိုင်မယ်အာဒီခုံလေးနဲ့ထိုင်နေကြတယ်ဟိုခုံလေးနဲ့ပြောင်းထိုင်မယ်ကို့ဆိုင်အလုပ်နေအိမ်ကျုံငန်းလုပ်ငန်းတွေအာမွန်မန်တန်ရှင်းပြင်ဆင်ဒါမျိုးတွေလည်းဒီလိုတဲ့နဲ့အဝေးပြပါနဲ့ဆက်နွယ်ချိတ်တဲ့လုပ်ငန်းတွေအောင်မြင်တတ်တယ်ခကြီးသွားပြီးလုပ်ရမယ့်အလုပ်တွေကောင်းတယ်အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြမယ့်ကိစ္စတွေလူကြီးမိပါဆရာသားမလမ်းညွှန်ချက်နဲ့ဆောင်ရွက်မယ့်ကိစ္စမျိုးတွေကောင်းတယ် စာချုပ်စာတမ်းစင်းစရာကိစ္စတော့တရီထား။တောက်ကြသားသမီးတွေကံရဲ့ပါမို့ရဖို့ဆိုရင်တော့အနီရောင်းတို့ကြက်သွေးရောင်းတို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆက်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုအုံညုံလေး၆ညုံနဲ့ရိုက်ပို့ပြီးတော့ထူတောင်းကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက၁ကနန်း၆ကနန်း။တောက်ကြသားသမီးတွေကတရရယူသို့မဟုတ်တရတိဖြော်ကြီးတရတိနဲ့ပတ်သက်တာတခုခုမြတ်စွာဘုရားမှာပဲလှူလူအပေါင်းနေမိတ်ဆွေတွေကိုပဲဒါနပြုပြုအေးဒါလေးနဲ့အတူကံရဲ့အပမို့ရရှိကြပါသည်ခင်ဗျာ။ဆက်လက်ပြီးတော့အခြေပွားစီမဲ့ ဇနီးသားသမီးများဒီလိုနေ့တွေမှာကစတူတွဲပြီးလုပ်မဲ့ကိစ္စစာချုပ်ချုပ်ဆိုလုပ်ရမယ့်ကိစ္စတွေစားတော့ကုန်စားတော့ဆိုင်စမ်းစီစေးစားဆက်မှုစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကောင်းတယ်အဆင်မပြေမတည့်မမြတ်ဖြစ်နေသူတွေနဲ့ညှိကြနိုင်ကြမယ်ဆိုရင်ကောင်းတယ်ကို့အပေါ်မှာအထင်မြင်လွမ်းနေတဲ့လူကြီးမိဘဆရာသမားတွေနဲ့ညှိကြနိုင်ကြမယ့်ကိစ္စတွေလည်းကောင်းတယ်ကံကြမ္မာဂုံးတက်ကိုယုံတက်နေရတယ်လို့ပဲနည်းနည်းလေးစိတ်မောလူမောငွေပန်းလူပန်းဖြစ်ပြီးတော့စိတ်တကြကြတယ်လို့လက်မှိုင်ချကြတယ်လို့တော့ဖြစ်တတ်တယ်တို့တော့ အဲ့လိုအခြေအနေများကြုံလာခဲ့ရင်ရှစ်တိုးရမယ့်လမ်းကြောင်းကိုရွေးရအောင်မကြခင်မှာအောင်မြင်ခြင်းအသီးပွင့်ခံစားရတော့မှာပါလို့ဇနီးသားမိမိကံရဲ့ပံမိုးရဖို့ဆိုရင်တော့နီညိုရောင်းတို့ခရမ်းရောင်းတို့မရမ်းရောင်းတို့များများပါတော့ဝက်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝက်စားသုံးဆောင်ပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုညောင်ရွက်ကလေး၃ရွက်ပုတ်ထပ်ပြီးညောင်ရွက်ကလေးနဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စည်းမဲ့နံပါတ်တွေကနန်းတွေက၃ကနန်း၆ကနန်းဇနီးသားမိမိတွေကအာလူအာလူကြော်ကြော် အာလူဟင်းမဲ့ဖြစ်ဖြစ် အဲ့ဒါလေးလှူဒါန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရင်အပံပိုးရရှိကြပါစေခင်ဗျာ